က်စော့ပြားတခါတော့ဟောတယ်ငါကငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ငါတိတယ်လို့တိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတန်ရာကထွက်ရတယ်လို့သူတို့လည်းထွက်ပြထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာလေငါရဲ့ဒီစီယုံမှုကငါတပည့်ပရိသတ်များဖို့အတွက်ငါလှုပ်လှုပ်တာမဟုတ်ဘူးပွင့်ပွင့်လင်းလင်းပဲဒီလိုမိတ်ကြခဲ့တာရှိတယ်ပေါ့ ဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်၃လကြာအောင်ဆောင်ဆိုင်တော်မူခဲ့တယ်။အဲ့ဒါလို့ဆောင်ဆိုင်ပြီးတော့နေတဲ့အခါမှာယသိတွေကဆောင်းရာသီရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆုံးပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြတ်ထဲမှာရေဆင်းချိုးကြခိုက်ခိုက်တုံးနေအောင်ရေချိုးကြ ရေချိုးပြီးတဲ့အခါကျတော့အေးလို့မကအေးတဲ့အခါမလုပ်ကြတော့ဆိုမီးလှုံကြတယ်အဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကြုံနေတယ်ကြုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမီးဆိုင်စရာအထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကခင်းခွဲပေးတယ်ပေါ့ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ပေါ့မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာခင်းလဲခွဲပေးတယ်မီးလဲမွေးပေးတယ် ရသေးတွေဒီရေချိုးပြီးတဲ့အခါမိလုံဖို့ဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့ဒီမှာမိလုံစရာလဲရအဲ့ဒီမိတွေနှိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမိငိမ့်အောင်လုပ်ပေးရတယ်အဲ့ဒါလို့အစွမ်းတကူပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တမတို့အစွမ်းတကူပေါင်းပြတာ1500ကျော်တယ်တဲ့၃လတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့ ူကအမြဲတမ်းသူ့ကိုယ်သူယဟန္တာလို့ထင်တယ်။ဖရာတကိုးကြီးတာကိုတော့သူလက်ခံတယ်။အဲ့ဒါလို့လက်ခံတော့လဲရသော်ဘုရားကိုယဟန္တာလို့ကိလေသာအာတော်ကင်းစင်တဲ့ပုဂ္ဂိုလ်ဖြစ်သူလက်ခံမှု။ဒီနေ့ကျတော့ရသော်ဘုရားကသုံးလပြည့်လာတဲ့အချိန်မှာ သူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့တာ။ဘယ်လိုပြောတော့ဆိုဥရဝေလာယတေကြီးကိုရသော်ဘုရားက သင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အချက်တောင်သင်မှာမရှိဘူးဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ကြားလိုက်တဲ့အခါမှာသူတံဝေကားတွေရသွားတယ်ထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်အဲ့ဒါလို့ခံယူတဲ့အခါမှာသူကယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူ့နောက်လိုက်ယသိတွေကိုပြောတယ်ငါတော့ယဟန်ကောရမရဲ့တပည့်ခံတော့မယ် မင်းတို့ဘယ်လိုသဘောထားကြလဲလို့ဆိုတော့သူတပည့်ယသိတွေကကြာပါပြီတဲ့ဖခင်တပည့်ခံဖို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာမြတ်စွာဘုရားတပည့်ဖြစ်ခံယူလိုက်ကြတယ်အဲ့တော့မြတ်စွာဘုရားဟာနေရင်စရာမြေကန်းနာကနေပြီးတော့တပည့်ဖြစ်တဲ့ယသိဟောင်းယသိဟောင်းယသိဘဝကလာကြတဲ့တပည့်ယဟန်တထောင်ကိုခေါ်ပြီးတော့ဘယ်သွားတော့ဆိုဂယာတိတဆိုတဲ့နေရာကိုကြောက်သွားတယ်ဂယာတိတရောက်တဲ့အခါကျတော့ အာဒိတပရိယာယသုတ်ကိုဟောတယ်။ဘာဖြစ်လို့ဒီတရားကိုရွေးချယ်တယ်လဲလို့ဆိုရင်သူတို့ကမီးပူစော်တာ။မီးနဲ့အမြဲတမ်းအလုံးလုံးနေတော့သူတို့စိတ်ထဲမှာမီးရဲ့တဘာဝကိုသိရှိနေကြတော့မြတ်စွာဘုရားကအဲ့ဒီမီးတဲ့အရေးကြီးတဲ့မီးတွေတင်းတို့မှာရှိနေတယ်ဆိုပြီးတော့ရာဂမီးဒေါသမီးမောဟမီးဇာတိစရာဗျာတိမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာလို့ဆိုတဲ့တစ်ဆက်တမီး အဲ့ဒီတစ်ဆက်တမီသောမီးတွေညှိမို့ရကိုရေးကြည့်တယ်ဆိုတာကိုမြတ်စွာဘုရားကအာရိဒ္ဓပရိယာယတုတ်ရှင်းလင်းဟောလိုက်တဲ့အခါဒီတုတ်တန်လည်းဟောပြီးရောစသိတထောင်ဟာတရားသူတရားမြတ်ကိုရရှိပြီးသွားကြတယ်အဲ့ဒီကြိုးပမ်းမှုတွေအားလုံးဟာလောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ပဲဖြစ်တယ်ပေါ့ယသိတထောင်ဥရဝိလကတ္တဝါတို့လမ်းကြောင်းမှန်မော်ရောက်လာကြတယ်အကယ်၍သာသူတို့ဆက်လက်ပြီးတော့ သူတို့အကျင့်တိုင်းဆက်ပြီးတော့ကျင့်သွားမယ်ဆိုရင်ဘာတစ်ခုမှမရတဲ့အဖြစ်ကိုဆင်းရဲမှုဆိုတဲ့အတ္တကိလေသာတို့ရောကနေအစင်မသိရင်အပင်ငယ်တောင်ကြာကြမယ်ပုံကိုယ်ကြီးပဲအဲ့ဒါကိုမြတ်စွာဘုရားကကယ်တင်လိုက်နိုင်နေပေါ့လောကသားတို့အတွက်မြတ်စွာဘုရားရဲ့ကြိုးပမ်းအထောက်အပံ့တစ်ခုပဲ